မင်္ဂလာပါ knowledge in permis youtube channel ကပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုတလောဗီဒီယိုတင်တာလေးကျဲနေရေပေါ့နော်ဒီလိုကျဲနေတာကလည်းပြောရရင်တော့ content တွေရှားနေလို့လားဆိုတော့မျိုးတွေးရအကြောင်းရှိရဲ့ဒါပေမဲ့အဲ့လိုလုံးဝမဟုတ်ပါဘူးကျွန်တော်ကကျွန်တော်ရဲ့ channel ကို ဘလို group ဖြစ်အောင်ဘလို့တိုးတက်အောင်လုပ်ရမလဲဆိုတာအမြင်အစဉ်တစိုက်စဉ်းစားနေတဲ့သူတစ်ယောက်ပါအဲ့တော့အဲ့လိုစဉ်းစားနေရင်လည်းမကျွန်တော်နဲ့ကျွန်တော်ပေါ်တာတယောက်နဲ့တနေ့ကဆိုင်နဲ့ဆိုင်မှာထိုင်နေဒီကျွန်တော်တို့ရဲ့ဒီ logistic ဒီ supply chain ဒါမှမဟုတ်ဒီ any other ဒီ knowledge ဒီဖြစ်တဲ့ content တွေကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ရရမလဲဆိုတာမျိုးကျွန်တော်တို့တိုင်ပင်ပြပါတယ်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကအဓိကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ quantity ထက် quality ကိုဦးစားပေးချင်တာဒီ channel ကဒါကြောင့်ကျွန်တော်တို့တွေကျွန်တော်တို့ရဲ့ subscriber တွေကျွန်တော်တို့ရဲ့ viewer တွေအကုန်လုံးကျွန်တော်တို့ video တစ်ပုတ်တင်လိုက်တိုင်းမှာ ဘယ်လို knowledge တွေရသွားမလဲဘယ်လိုအကျိုးတွေရှိသွားမလဲဒါမျိုးကိုကျွန်တော်စဉ်းစားနေတာအဲ့ဒါကြောင့်ကျွန်တော်ရဲ့ video လေးတွေကနှောင့်နှေးသွားရတာပါအဲ့တော့ရင်းဆုံး DVD အကြောင်းကိုမပြောခင်ဒီ describer လေးကိုရင်းဆုံးပြောပြချင်တာပါကျေးဇူးတင်ပါတယ် Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့အဲအကျိုးရှိစေမဲ့ ဗီဒီယိုဒီဘက်ကနေစကြိုက်ကြအောင်ပေါ့နော်โอเค ready ဆိုစလိုက်ကြအောင်ပါ Flash and Premise YouTube channel ကပြန်လဲကြိုးစားပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ warehouse မြန်မာလိုပြောရရင် ground ပေါ့နော်ဒီ ground တစ်ခုကိုငားရတဲ့အခါမငားခင် before နဲ့ငားရပြီးတဲ့နောက် after ဘာတွေလိုရမလဲဘာတွေဖြစ်လာမလဲ logistic warehouse business လုပ်နေတဲ့သူတွေအတွက် အရန်အသုံးဝင်တဲ့ knowledge ဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါတော့ဒီဗီဒီယိုမစခင်မှာကျွန်တော်ရဲ့ knowledge and memories youtube channel လေးကို subscribe လုပ်ရသေးရင်လုပ်ပေးခဲ့ပါဦး subscribe လုပ်ပြီးသားတူရယ်ဆိုလဲဝါနာတူဒါမှမဟုတ်အကျိုးရှိတွေမဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်း subscribe လုပ်ပေးဖို့ sharing လေးလုပ်ပေးခဲ့ပါဦး okay အားတို့ကျွန်တော်စလိုက်ရအောင် where else မငါခင် before ready ရောက်ကိုမငားခင်မှာအရေးကြီးဆုံးအရာကမစင်စားပဲနဲ့မငားပါနဲ့ဆိုတာပါနံပါတ်1လိုအပ်ချက်တွေသတ်မှတ်မယ် niche analysis လို့ခေါ်ပါတယ်ကိုထားမဲ့ပစ္စည်းတွေဥပမာစားသောက်ကောင်လားဆေးဝါးလား construction materials လားအလေးချိန်ဘယ်လောက်ရှိလဲ cold storage တွေလားဒါမှမဟုတ်မီးလောင်ရတဲ့ပစ္စည်းလားဒီ challenge တွေမသတ်မှတ်ဖက်နဲ့ warehouse ဆိုယူရင်နောက်ပိုင်းပြဿနာအကြီးကိုဖြစ်နိုင်ပါတယ် နံပါတ်2 location မှာ warehouse က main road လို့ခေါ်တဲ့အဓိကလမ်းနေနဲ့နီးလာနောက်ပြီး truck တွေကားတွေဝင်လို့ရလား port airport ဒီ container ကွင်းတွေကားကြီးကွင်းတွေဒါမှမဟုတ်လေယာဉ်ကွင်းတွေနဲ့နီးလာနောက်ပြီးရေကြီးတဲ့နေရာလားဒါမှမဟုတ်စဉ်းစားရပါမယ် location မှားသွားရင် transport cost တွေတက်ပြီးလုပ်ငန်းလေဘက်ကမှပျက်စီးသွားနိုင်ပါတယ် number 3 warehouse site တွေ အကျယ်ဘလောက်လဲအမြင့်ဘလောက်လဲ rack တွေဆင်နေတင်လို့ရလားဒါမှမဟုတ် pallet တွေပစ္စည်းတွေထားရဲဥစားတွေတင်လို့ရလားသေးလို့ရင်လဲ stock ပြန်ဖြည့်ပဲကြီးလို့ရင်လဲငှားကပြက်ကွက်မယ်ဒါမှမဟုတ်စဉ်းစားရပါမယ် number 4 infrastructure check လုပ်ခေါ်ရဲမိတွေ incident လုံလောက်ရလားရေရှိရလား loading bay ရှိရလား CCTV security gate ရှိအဆင်ပြေနေရလား ဆိုင်မှုတွေစဉ်းစားပါဒီချက်လက်တွေက logistic အသက်သွင်းတဲ့အရာတွေပါ number 5 contract and legal လို့ခေါ်ရဲ mandatory ဘယ်လောက်ရှိမလဲ deposit ဘယ်လောက်ပေးရမှာလဲ contract ကဘယ်နှစ်နှစ်လဲ6လလား1နှစ်လား3နှစ်လား4နှစ်လား5နှစ်လားဒါမျိုးတွေနောက်ပြီး contract ထဲမှာပါတဲ့ cross တွေဖြစ်တဲ့ maintenance ကိုဘယ်သူတွေကတာဝန်ယူမှာလဲအဲ့မှာစာချုပ်မတည်ကြရင်နောက်ပိုင်းပြဿနာတွေတက်သွားနိုင်ပါတယ် number 6 risk assessment လို့ခေါ်တဲ့ မိဘရေဘခိုးမှုလောက်သမားအန်ဒီ Warehouse ဆိုရမှာကဒီ risk တွေကိုမစင်စားပဲလုံးလုံးမရတဲ့လုပ်ငန်းတစ်ခုပါဒါက before renting မှာဒါတွေကိုစဉ်းစားပြီးမှငားရရပါမယ်ပတ်တူအနေနဲ့ warehouse ငားပြီးတဲ့နောက် after renting လို့ခေါ်ပါတယ် warehouse ကိုငားပြီးတာနဲ့ operation စတင်ရပါမယ် number 1 warehouse setter လို့ခေါ်တယ် rack day shop day တက်မယ် lighting တွေတက်မယ်ပြီးရင် pallet တွေ forklift တွေစီစဉ်မယ်ပြီးရင် office area တွေခွဲမယ် setup မကောင်းတာနဲ့လည်း operation လုပ်ရမှာအချိန်နဲ့ငွေတွေနှစ်ခုဆုံးဆုံးရှုံးရပါမယ် number 2 sop လုံထုံးလုံးကြီးစတင်ဆုံးပြုပါမယ် receiving sop storing sop picking packing sop dispatch sop stock count sop စတာတွေ ီ SOP Standard Operating Procedure လို့ခေါ်ရတဲ့ SOP ကြီးက logo လိုအပ်ပါတယ်။နေရာတိုင်းမှာလိုအပ်တာပါ။ပစ္စည်းလက္ခဏာမှာလိုအပ်တယ်။ထိန်းသိမ်းတဲ့နေရာမှာလိုအပ်တယ်။အထုပ်ပိုးတဲ့နေရာမှာလည်းလိုအပ်တယ်။ထုပ်ပေးတဲ့နေရာမှာလည်းလိုအပ်တယ်။ဒါတွေကမရှိမဖြစ်လိုအပ်တယ်ပါ။ SOP မရှိတဲ့ warehouse ဆိုတာစီကဲမရှိတဲ့အိတ်တိတ်လိုပါပဲ။ Number 3 manpower ခန့်အပ်ခြင်း manpower ပါမယ် storekeeper တွေ loader တွေ helper တွေပြီးရင် supervisor တွေ security ဒါတွေမသေးကြရင် warehouse မလုပ်နိုင်ပါဘူး stocking ပစ္စည်းလက်ခံခြင်းပစ္စည်းရောက်ထာနဲ့ GRN ရေးမယ်ပြီးရင်ဘင်ကက်တွေထားမယ် system နဲ့ကိုထည့်မယ်ဒီ system နဲ့ရတဲ့ data တွေဒီ system နဲ့ကို data တွေထည့်ပါ stock control မကောင်းရင်လည်းပစ္စည်းပျောက်တာတို့မတည်ဘဲနဲ့ဖောက်သွားနိုင်ပါ ျော့သွားနိုင်ပါတယ်။ Number 5 Safety and Security ပါ။ Safety and Security မှာဘာတွေပါမလဲဆိုတော့ Fire Extinguisher လို့ခေါ်တဲ့ Meter Safety တွေ၊ First Box လို့ခေါ်တဲ့ First Kit လို့ခေါ်တဲ့ရှေ့ဥတုနာပြုဘူးတွေ၊ PPE လို့ခေါ်တဲ့အဲ Personal Protective Equipment တွေ၊ Lock System တွေ၊ CCTV တွေဒီနေရာမှာလဲ safety မရှိရင် warehouse ကအလျေဆုံးဖြစ်သွားနိုင်တာတွေအများကြီးရှိပါတယ် daily operation cost တွေ ငားကရမီလာမီတာကရရေကရဝန်ထမ်းလာစားရ security fees ဒါတွေမတဖက်နဲ့လုပ်ရင်လည်းအရှုံးပေါ်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အနည်းချုပ်အနေနဲ့ပြောမယ် brand ငားချက်မှာမငားရမ်းချက်မငားရမ်းချက်မှာကျွန်တော်ဘာစဉ်းစားရမလဲ location size infrastructure contract and risk team ထည့်ပြီးစဉ်းစားရမယ် factor တွေပါ okay ဒါက before after မှာပါဖြစ်မယ်သူရ warehouse setup တွေရှိမယ် SOP တွေရှိမယ် ဝန်ထမ်းစီးတွေရှိနေ stock ဒီ company နဲ့ပတ်သက်တာနောက် safety ရဲ့ cost တွေကုန်ထက်တွေပါမယ်အဲ့တော့ warehouse ဆိုတာကိုရောင်တစ်ခုမဟုတ်ပါဘူးလုပ်ငန်းလည်ပတ်မှုတစ်ခုလုံးရဲ့ကျိုးဆွဲထားတဲ့ကျိုးလေးပါဒါကဒါကိုနားလည်မှ warehouse ကိုအားရမ်းခြင်းနေမငားရမ်းခင်မှာပါလို့ရမယ်အားရမ်းခင်မှာပါလို့ရမယ်သိရပါပါအဲ့တော့ဒီဒီဗီဒီဗီဒီယိုလေးက logistics လုပ်နေသူတွေ warehouse အတက်ဖွင့်မဲ့လူတွေ business setup စလုပ်မဲ့လူတွေအားလုံးအသုံးဝင်မယ်လို့ပြောလင့်ပါတယ်။ကျေးဇူးလေးများတင်ပါတယ်။နောက်ထပ်ဒီကျွန်တော်တို့ရဲ့ logistics knowledge တွေကို knowledge and permit channel မှာချက်လက်ပြီးဝင်များတော့ပါမယ်။နောက် preview မှာလည်းဆက်မဆုံးသေးပါမယ်။လူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက် comment တွေကိုလည်းကျွန်တော်တို့ဒီ comment box ထဲမှာရေးသားနိုင်ပါတယ်။ကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်။နောက် preview မှာထပ်မဆုံးသေးပါမယ်။ကျေးဇူးတင်ပါတယ်ဗျာ။